မိဘကိုကျေးဇူးဆက်တဲ့နေရာမှာဓမ္မနဲ့ကျေးဇူးဆက်တာဟာအကောင်းဆုံးပဲမိကိုလက်ရဖကိုလက်ဝဲကင်ဆွဲချီလျက်ပခုံးထက်ဝဲအနှစ်တရာတတန်းနေရတဲ့လူတယောက်ကအဖေကိုလက်ဝဲအမေကိုလက်ရပခုံးပေါ်မှာတင်ပြီးအနှစ်တရာလှုပ်ကြွေးတော့မိဘကျေးဇူးဟာကြည်ဖို့မလွယ်ဘူးတဲ့ဒီလိုပြော ဘာဖြစ်လို့တော့မေးလိုက်တော့မိဘတွေရဲ့မေတ္တာမိဘတွေရဲ့စေရနာဟာသာသမီတွေရဲ့အပေါ်မှာလွန်လွန်ကဲကဲကိုထားခဲ့ကြလို့သားလေးသမီးလေးအမိဝမ်းနဲ့ရောက်လာပြီဆိုကြတဲ့ကသားမန်းလည်းမသိသေးဘူးသမီးမန်းလည်းမသိဘူးဖြူသလားမဲသလားလည်းဘာမှမသိသေးဘူးအမေဖြစ်သူကလေးကမိဘများကအဲ့ဒီကလေးကိုကဘာဖြစ်ကြတော့မင်းတန်ရုံးတင်ရှိကြတာရှောင်းတဲ့နာတွေရှောင်းနေဆောင်းတဲ့နာတွေဆောင်းနေ ကိုကြိုက်တော့လည်းပဲမကြိုက်ပဲအောင်းဤပြီးတော့နေရတာရင်ဝင်ထဲမှာရောက်နေတဲ့သားလေးသမီးလေးချမ်းသာစီခြင်းလို့ပေါ့အမိဝမ်းကနေလွတ်မြောက်လာပြန်တော့လည်းပဲဘာမှမသိဘူးသမင်းစာလဲကိုရေစာလဲကိုချင်ကြိုက်လဲကိုပြည့်စိတ်ကြိုက်လဲကိုအဲ့လိုငိုနေတဲ့သားလေးသမီးလေးကိုလည်းပဲအမေကဟာမရရအောင်ချော့ပြီးတော့မှအငိုတိတ်အောင်စောင့်ရှောက်တာလေအမေပဲ ောက်တခါအရွယ်လေးရောက်လာပြန်ပြီဆိုတော့လည်းပဲဒီသားဒီသမီးလေးတွေကိုလောကလည်းမှာအောက်တမ်းမကြရအောင်မြေတပန်းလှရအောင်အမေကနှုတ်ကြိုတိုက်ကြွေးအဖေကလည်းပဲနေဘူးမရှောင်မိုးရမရှောင်တဲ့ဒီသားသမီးတွေစားဖို့နေရတဲ့ရှားဖွေကြွေးမွေးကြရအဲ့လိုပြောနေတာကဘာဖြစ်တော့မေးလဲတော့ဒီမိခင်နဲ့ဖခင်ဟာ သားလေးတွေသမီးလေးတွေရင်ဝင်နဲ့ရောက်လာပြီဆိုကြတဲ့ကနေပြီးတော့သူ့ဘာသူဘယ်ရွယ်ရောက်ရောက်မိဘတွေရဲ့စိတ်ကသားတွေသမီးတွေကြီးတယ်လို့ကိုမထင်ဘူးအဲ့လောက်ထိအောင်မျက်နှာမမြင်ရနေခင်ရနေပြီးတော့အသက်60 90ရောက်တည်တိုင်အောင် ပေါ့ဗျာမိဘတွေသူတို့မျက်လုံးမမိတ်မချင်းပဲတိသားတိသမီးတွေရဲ့အပေါ်မှာမေတ္တာဓာတ်တွေပြေဝပေးထားတတ်တဲ့အတွက်တာကြောင့်ပေးကြတဲ့အတွက်တာကြောင့် မိဘဂျေဇူးဟာကိုအောင်ဆက်ဖို့ခဲရင်နေလို့ဒီလိုပြောတာဒါပေမဲ့ဆက်နိုင်တဲ့နီးတစ်ခုတော့ရှိတယ်ဘာလဲလို့မေးလိုက်တော့သီလစောက်တည်ရတာဝါသနာပါပါတဲ့မိဘကိုသီလစောက်တည်ခြင်းလာအောင်သီလတန်ဖိုးနားလည်အောင်ပေါ့ဒါနမပြုခြင်းနဲ့မိဘကိုဒါနပြုခြင်းလာအောင်တရားမနာခြင်းနဲ့အမိဘကိုတရားနာခြင်းလာအောင် ဲ့လိုလှုပ်ကြွေးပြီးကျေးဇူးဆက်မယ်ဆိုရင်တော့ဒါအကောင်းဆုံးကျေးဇူးဆက်နည်းလို့ဒီလိုပြောပါတယ်